ပြင်းထွင်ပန်းပွဲတော်၌ပန်းမျိုးစိတ်40ခန်းနှင့်အပင်ပေါင်း2သိန်းကျော်ပြောက်တာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မျိုးရှိရမျိုးသားကံတော်ကြီးဦးရင်မှပြုလုပ်နေတဲ့ပြင်ဦးလွင်ပန်းပွဲတော်မှာပန်းမျိုးစိတ်40ခန်းနဲ့အပင်ပေါင်း2သိန်းကျော်ပြသထားတယ်လို့သိရပါတယ်။ အဆိုပါပွဲတော်ကို Amrasa Flower Festival လို့အမည်ပေးထားပြီး2025ခုနှစ်ဒီဇင်ဘာလ6ရက်ကနေ2026ခုနှစ်ဇန်နဝါရီလ4ရက်အထိကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်ပွဲတော်မှာဗန်းမျိုးစိတ်40ခန့်ပါဝင်တဲ့ဗန်းပင်ရရှိရသူကနှစ်သိန်းကျော်ကို ပြောက်ွက်အလိုက်ပြသထားတယ်လို့ဆိုပါတယ် အမျိုးသားကံတော်ကြီးဦးရင်ရဲ့တမိုင်းအစိမ်းလာကိုတန်ဖိုးထားခုံယူနိုင်စေဖို့ရုခဘေးထပညာရိုက်ရဲ့အရေးပါမှုနဲ့အကျိုးပြုမှုကိုပုံမသိရှိတန်ဖိုးထားလာစေဖို့ပြည်သူတွေဗဟုသုတတိုးပွားပြီးစိတ်ကြည်နူးစွာအပန်းဖြေနိုင်စေဖို့နဲ့ခရီးသွားခန္ဓာကို အထောက်အကူပြုနိုင်စေဖို့ရည်ရွယ်ချက်တွေနဲ့ပန်းပွဲတော်ကိုကျင်းပတာဖြစ်တယ်လို့သိရပါတယ်ရှင်။